ီကောက်တော့ရန်ကုန်မြို့ဟာဗိုလ်ချုပ်ဈေးကိုရောက်ဖြစ်တဲ့သူတိုင်းမဖြစ်မနေတစ်ခါတော့စားကြည့်တဲ့နဲ့ဗိုလ်ချုပ်ဈေးအကြည့်ဝတ်သားတို့ဒုဆိုင်ကိုကျွန်တော်ရောက်ခဲ့ပါရခင်ဗျာဒီဆိုင်လေးမှာနာမည်ကြီးတဲ့ဝက်ဥဆုံးကြာဇန်တုတ်တို့ဘာလို့လဲကျွန်တော်စားခဲ့ပါတယ်ဒီဆိုင်လေးမှာကဝက်ဥဆုံးဝတ်သားတို့တို့အပြင်ကိုဝတ်သားလေးတို့ဝတ်သားလုံးတို့လည်းရပါတယ်အချိုရည်လေးတွေလည်းတော်တော်လေးတောက်လို့အဆင်ပြေခဲ့ပါတယ်အဲ့တော့ကျွန်တော်ဒီကိုသွားစားပြစ်တဲ့ဗလော်လေးကိုကျွန်တော်ရိုက်ပြီးတော့တင်ပြလိုက်တာဖြစ်ပါတယ် အစုံကြီးကြည့်ရှုပေးကြပါအောင်ခင်ဗျာဒီဇိုင်းရဲ့အဓိကအသက်ဖြစ်တဲ့ဝတ်သားအစုံကိုကျွန်တော်စားခဲ့ပါတယ်ဤဆက်ပြီးတော့တော်တော်လေးအရသာရှိပြီးတော်တော်လေးကျွန်တော်ကြိုက်နေတတ်ခဲ့ပါတယ်ခင်ဗျာကျွန်တော်ဘုံကြုတ်သေးရဲ့မှာသွားပြီးတော့မဟုတ်စားပါမယ်ဘာရရှိလဲမသိဘူးရှိတာမစားနိုင်လက်ခဲ့ပါဒီဇိုင်းကိုရောက်ရင်ဝက်ဥဆုံးကြာစံလေးစားကြည့်ဖို့မမေ့နဲ့နော် sáng ngày về thì nó sập rồi cú này tên này cũng bỏ có nhân định này thì có con nào ngài à? Có không? Ở đây chúng nó ở đây là tập bơi phải không? Tập bơi. Ừ, ừ. Ok. Có biến dạng tập bơi. Ok. Ở đây có, ở đây, ở đây tập bơi phải không? Ok. Ở đây. ကျွန်တော်ကသုံးမျိုးမှစားခဲ့ပါတယ်ဝက်ဥဆုံးကြာဆန်ရယ်ဝက်သားလေးရယ်ကော်ပြန်စင်းရယ်ပါခင်ဗျာ ဒီဇိုင်းလေးကကျွန်တော်အမြင်မိသားစုဆိုင်လေးလို့မြင်ပါတယ်အဲ့အတွက်ကြောင့်မလို့ဝန်ထမ်းတွေအများကြီးထားမထားတဲ့အတွက်ကြောင့်မလို့တစုံတစ်ခုမှာကျင်တာရှိရင်တော့နည်းနည်းလေးကြာတာမျိုးလေးတွေရှိတတ်ပါတယ်ခင်ဗျာရတာပိုင်းလေးကကျွန်တော်တို့အဆင်ပြေခဲ့ပါတယ်အချိုရည်လေးကလည်းတန်မှုဖြော်ရည်လေးကလည်းတော်တော်ကိုတောက်လို့ကောင်းပါတယ်ခင်ဗျာအထက်မှာကျွန်တော်သဘောကျတာကအချင်ရည်လေးကိုတတက်ရရက်ကလေးလှုပ်ပေးထားတာလေးကိုကျွန်တော်သဘောကျပါတယ်အချင်ရည်ကိုကျွန်တော်ကခွက်နဲ့ချပေးတာထက်ဒီလိုမျိုးပူးလေးတွေနဲ့ကိုလိုတလောက်ထည့်ပြီးတော့စားလို့ရတာလေးတွေကိုကျွန်တော်ပို့ပြီးတော့သဘောကျပါတယ်ခင်ဗျာဒီဇိုင်းကဝတ်သားဆိုရင်လည်းနူး ူးဤပြီးတော့အထဲကိုအရသာဝင်ပြီးတော့တော်တော်လေးစားလို့ကောင်းပါတယ်ကျွန်တော်ကြာစံတုတ်ကလေးဆိုရင်လည်းကြာစံကိုသူတို့ကရိုးရိုးရှင်းရှင်းလေးပဲပဲငမြရည်လေးနဲ့အနေငယ်အဲနူးသွားအောင်ကျွန်တော်မှွေပေးထားတာလေးပဲရှိပါတယ်ဒါပေမဲ့သူ့ရဲ့ဝက်အချိုရည်လေးနဲ့ဆန်းလိုက်တဲ့အခါမှာတော့တော်တော်လေးစားလို့ကောင်းခဲ့ပါတယ်ခင်ဗျာကျွန်တော်တော့သဘောကျပါတယ်ဈေးနှုန်းအပြင်ကအရင်ကြီးမများသလိုအရင်ကြီးလည်းတက်တာတဲ့ထဲမှာမပါပါဘူးခင်ဗျာကျွန်တော်အနေနဲ့ကြံပေးရရင်တော့ဝက်သားကြိုက်တဲ့သူတွေတစ်ချိန်တစ်ခါတော့စားကြည့်စေချင်ပါတယ်တန်တန်ရှင်းရှင်းလေးနဲ့တက်တက်ရဲ့ကလေးစား ားအားမှာဖြစ်တဲ့အတွက်ကြောင့်မလို့စားကြည့်စီခြင်းပါတယ်စားကြည့်ပြီးတော့ကြိုက်တဲ့အခါမှာလည်းကျွန်တော်ထပ်ပြီးတော့ဒါနောက်တစ်ခေါက်ထပ်ပြီးတော့စားလို့အဆင်ပြေတာပေါ့နော်တန်မှုဖြော်ရည်လေးကလည်းအရင်ကြီးမချိုတဲ့အပြင်ကိုတံမြာသီးလေးညှစ်ပေးထားတော့ကျွန်တော်ရှေ့မှာစားခဲ့တဲ့အီဒီအားလုံးပြေခဲ့ပါတယ်အဲအချုံကုန်ပြောရလို့ရှိရင်ဒီဆိုင်လေးကိုကျွန်တော်စိတ်တိုင်းကြပါတယ်အဲတော့စားကြည့်ဖို့လည်းကျွန်တော်တိုက်တွန်းခြင်းပါတယ်ပါပါဒီတော့